ရင်ဖြူမြွနဲ့ညင်ထွေးရွာနဲ့လဘူးလေဒေသမှာအခုလ24ရက်နေ့တနေတဲ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီနေ့မနက်ပိုင်းမှာညင်ထွေးရွာမှာတိုက်ပွဲဖြစ်ပွားပြီးနေ့လယ်ပိုင်းမှာတော့ဒဝဲအထူးစည်းပွားရေးဆောင်တဲ့ကနဘူးလေချီတော်ရဖရာအနီမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ခဲ့တာပါ။ညင်ထွေးရွာတိုက်ပွဲမှာဗိုလ်မှူးအဆင့်ရှိသူတအူးအပါအဝင်စစ်ကောင်စီတပ်သား20ထက်မနည်းတိုက်ဆုံခဲ့ပြီး RPG 9လက် MA4 တလက် MA3 တလက် MA1 နှစ်လက်နဲ့ဆက်ဆက်ပစ္စည်းတချို့ကိုရရှိခဲ့တယ်လို့ဒူရကစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။ညင်ထွေးရတိုက်ပွဲနဲ့ပတ်သက်ပြီးဒူရကစစ်ကြောင်းရဲ့ပျော်ရွှင်စုခွင့်ရှိသူတို့ကအခုလိုပြောပါတယ်။ကျောက်ကညာနဲ့ညင်ထွေးရကြားမှာလန်ကင်းထွက်လာရဲ့စေကုံတက်တာတွေကိုကျွန်တော်တက်ခဲ့ခဲ့တာပါ။နှစ်ဖက်ထိခိုက်မှုအခြေအနေကတော့ဘယ်လိုပြောမှန်းပြ။အာလန်ကင်းထွက်လာရဲ့စေကုံတက်တာတို့ စ်ကြောင်းတကြောင်းလုံးဒီပါဟိုကုံသွားလို့တည်ရတယ်ကျွန်တော်ဘက်ကတော့ထိခိုက်မှုမရှိပါဘူးလက်ရှိဈေးကန်တက်တာရဲ့အဲ့ဒီနေရာနေမျိုးဝင်ရှင်နေလို့တည်ရတယ်နောက်ဆက်တဲ့ချင်းတွေကကျွန်တော်ဆက်လက်ဆက်ဆံတယ်တိုက်ပွဲဖြစ်နေတဲ့အချိန်မှာစစ်ကောင်စီတပ်ဘက်ကဒရုန်းဘုံတိချတိုက်ခိုက်ခဲ့ပြီးနောက်အဲ့ဒီဘုံကြောင့်တော်မီလောင်ကျွမ်းခဲ့ပြီးအဲ့ဒီတော်မီဟာဒီကနေ့မနက်ပိုင်းအထိလောင်ကျွမ်းနေဆဲဖြစ်ပါတယ်။အဲ့ဒီတော်မီကြောင့်ဥယျာဉ်ခြံအေက20ထပ်မနည်းမီးလောင်ဆုံးရှုံးထားတယ်လို့လည်းဆိုပါတယ်။ အဲ့ဒီနေ့ညနေပိုင်းမှာပဲစစ်ကောင်စီတပ်ကလူနေအိမ်၃လုံးကိုမီးရှို့ဖျက်ဆီးခဲ့ပြီးကြောက်ကညာရွာဘက်ကိုတက်ပြန်ဆုတ်သွားတာကိုရွာခံအမျိုးသားတအိုးကအခုလိုပြောပြပါဗျ။ဒီတိုက်ပွဲဖြစ်နေရကာလန်ဘေးနေပွဲဖြစ်တဲ့နေရကာလန်ဘေးကနေဟိုးရှေ့ဘက်မြေထားလမ်းတွေတိခြံတွေရောတဲတွေရောအကုန်လုံးမီးလောင်သွားတယ်။တစ်ပင်အကြီးတွေလည်းလောင်နေတော့မီးလိုက်ငိမ့်မောကမလွယ်ဘူး။အဲဒီကနေဆက်ပြီးမီးလောင်နေတာဆိုတော့စိတ်ပူနေရတယ်။ ညင်းထွေးနဲ့ကြောက်ကညာရွာကြားကကိုင်းဆိုင်စားတဲ့နေရာတွေဘက်ကခြံတွေလည်းမီးလောင်နေတယ်။ရွာထဲကလည်းည9နာရီလောက်အထိလက်နက်ကြီးတွေနဲ့ပစ်နေတော့မယ်။တိတ်ပွဲအတွင်းကြောက်ကညာရွာအခြေစိုက်စစ်ကောင်စီအမြောက်တပ်ကနေလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့အသက်60ဝန်းကျင်အရွယ်ဦးသောငယ်တည်ဆုံးခဲ့လို့လည်းသိရပါဗျ။ကတ်မတ် အခုလ23ရက်နေ့ကလေးကတဝဲအထူးစည်းပွားရေးဆောင်ဧရိယာထဲကိုရောက်နေတဲ့စစ်ကောင်စီစစ်ကြောင်းကလည်းထင်ကြီးရွာကအင်းတွေကိုဝင်းမှွေပြီးနောက်ပြန်ထွက်လာတဲ့အချိန်မှာတော်လန်ရေးတပ်တွေနဲ့နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။တဝဲအထူးစည်းပွားရေးဆောင်ထဲမှာရှိတဲ့စစ်ကောင်စီစစ်ကြောင်းကတော့ရွာထဲမှာရှိနေဆဲဖြစ်တာကြောင့်ထင်ကြီးလဲရှောင်နဲ့ပရတ်တဲ့ရွာခန့်အချို့စစ်ရှောင်နေရတယ်လို့သိရပါတယ်။